ူတွေဓမ္မတွေအားလုံးမင်္ဂလာပါနော်နော်ဦးလေးတို့ဥပဒနာတရားတွေအားထုတ်တဲ့အခါမှာတရားနော်တရားအားထုတ်တဲ့သူတွေကပြောပြောနေတယ်နော်အဝိဇ္ဇာအဝိဇ္ဇာနော်အဝိဇ္ဇာပါနော်တချို့ကလည်းအဝိဇ္ဇာလို့ဖတ်တယ်နော်တချို့ကလည်းအဝိဇ္ဇာပါနော်နော်မဟုတ်ဘူးဆရာတော်ပြောရတော့အဝိဇ္ဇာပဲပြောနော်အဲ့တော့အဝိဇ္ဇာကဘယ်နှခုလောက်ရှိတယ်လဲဆိုတော့၅ခုရှိတယ်အဝိဇ္ဇာ၅ခုရှိတယ် တိကကံကံဤအကျိုးကိုမယုံတဲ့အဝိဇ္ဇာတဲ့နော်ကံကံဤအကျိုးကိုမယုံတဲ့အဝိဇ္ဇာဆိုတာအဲ့ဒါနော်ဉာဏ်စဉ်၅ပါးနဲ့တွားတဲ့နေမှာကံကမ္မတကရဉာဏ်မယုံတဲ့လူနဲ့အတူတူပဲနော်ကမ္မတကရဉာဏ်ကိုမယုံဘူးဆိုရင်နိဗ္ဗာန်တွားတဲ့တရားဥကိုမနှင်းမိဘူးတဲ့နော်ဘုက္ခုဆရာတော်ပြောတာနော်အဲ့တော့တရားဥကိုမနှင်းမိရင်တရားဆုံးရောက်ဖို့ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလဲနော် အဲ့တော့ကံကိုင်းအကျိုးကိုမယုံတဲ့လူဟာအဝိဇ္ဇာဟာနော်ကမ္မသကရအညံကိုလည်းသူကရမှာမဟုတ်တော့အဲ့တော့ကံကိုမယုံတဲ့လူဟာကမ္မကံကိုင်းအကျိုးကိုမယုံတဲ့အဝိဇ္ဇာရှိတယ်တဲ့နှစ်ကကြတော့ယုံနံမခွဲကြတတ်တဲ့အဝိဇ္ဇာဘယ်ဟာယုတ်ဘယ်ဟာနာနော်နော်ခန္ဓာ၅ပါးယုံနံတယ်ပါနော်ခန္ဓာ၅ပါးယုံနံတယ်ပါပါယုတ်နော်ယုံနံဤ ရုပ်နံကိုတဲ့မခွဲကြတတ်တဲ့အဝိဇ္ဇာတဲ့နော်အဲ့ဒါလည်းအဝိဇ္ဇာတစ်မျိုးပဲနော်သုံးကဆိုတော့ပရိစ္ဆသမုပ္ပါမသိတဲ့အဝိဇ္ဇာတဲ့နော်ပရိစ္ဆသမုပ္ပါမသိတဲ့အဝိဇ္ဇာကြတော့နော်အဝိဇ္ဇာပြည့်စရာသင်္ခါရနော်အဝိဇ္ဇာမသိမှုကြောင့်သင်္ခါရတဲ့နော်ကာယကံဝစီကံမနောကံတွေပြည့်လုတဲ့အတွက်ယခင်ဘဝလောက်ခဲ့တဲ့အတွက်အခုဦးလေးတို့ဒီဘဝမှာလာရကြတယ်နော် အဲပရိသတ်သမုတ်ပတ်ကိုမသိတာအကြောင်းကြောင့်အကျိုးဖြစ်တာရခင်ဘဝအကြောင်းကြောင့်ဒီဘဝမှာလူလာဖြစ်တယ်ဒီဘဝမှာတရေလာဖြစ်တယ်ဒီဘဝမှာတရေဆန်လာဖြစ်တယ်နော်အကြောင်းကြောင့်အကျိုးဖြစ်တာနော်အဝိဇ္ဇာမသိတဲ့နော်ဒုက္ခသစ္စာပါလားလို့မသိတဲ့အဝိဇ္ဇာကြောင့်ဒီဘဝမှာအမိဝမ်းမှာကာယကံဝိဇ္ဇကံမနောကံနေပြုလုပ်တဲ့အတွက်အမိဝမ်းမှာပရိသေတွေလာနေရတယ်နော်အဲ့ဒါပရိသတ်သမုတ်ပတ်မသိတဲ့အဝိဇ္ဇာပဲတဲ့နော် လေးရကျတော့အနိစ္စဒုက္ခအနတ္တမသိတဲ့ဝိဇ္ဇာနော်ဒီခန္ဓာ၅ပါးကြီးကိုဝိပဿနာတရားအမထုတ်တဲ့အခါကျတော့အနိစ္စဒုက္ခအနတ္တမသိတဲ့အဝိဇ္ဇာဖြစ်တယ်နော်အနိစ္စလည်းမသိဘူးမခိုင်မြဲပါလားလို့နော်ဒုက္ခဆင်းရဲပါလားလို့လည်းမသိဘူးအနတ္တငါ့ကိုငါဟာငါ့ဥစ္စာမဟုတ်ပါလားကိုယ်ပိုင်ကိုယ်ဆိုင်သဘောတွေမရှိပါလားလို့အဲ့ဒီသူကမသိဘူးတဲ့အဲ့ဒါကြောင့်မလို့အနိစ္စဒုက္ခအနတ္တမသိတဲ့အဝိဇ္ဇာရှိတဲ့လူပဲတဲ့နော် နောက်တစ်ခုကသစ္စာမသိတဲ့အဝိဇ္ဇာသစ္စာမသိတဲ့အဝိဇ္ဇာကကြတော့ဒီခန္ဓာ၅ပါးကြီးဟာနော်ဒုက္ခသစ္စာကြီးရောလားဖြစ်လိုက်ပြက်လိုက်ပဲရှိတယ်နော်ဦးလေးတို့ရဲ့ခန္ဓာ၅ပါးကြီးကဖြစ်လိုက်ပြက်လိုက်ပဲရှိတယ်အဲ့ဒီကဒုက္ခသစ္စာပါလားဆိုပြီးတော့နော်မိမိဒီခန္ဓာ၅ပါးကြီးပေါ်မှာတစိမ့်တည်ရန်စားလို့နော်သူစိမ့်တည်ရန်စားလို့ပြန်ပြီးတော့မြင်အောင်ကြည့်ရမယ်တဲ့နော်အဲ့တော့သစ္စာမသိတဲ့အဝိဇ္ဇာက နေမိမိခန္ဓာ၅ပါးကြီးကိုငါလို့ထင်နေတဲ့အတွက်နော်တက္ကရာဒိဋ္ဌိဖြစ်နေတာအဲ့ဒါကြောင့်မလို့သစ္စာမသိတဲ့အဝိဇ္ဇာတဲ့နော်အဝိဇ္ဇာငါကိုရှိတယ်ဆိုတော့ဥလိယဒီနေ့ရှင်းပြမယ်နော်အာရုံကျေးဇူးတင်ပါတယ်သာရုသာရုသာရု